လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြချင်ပါတယ်ပထမအဦးဆုံးပြောပြချင်တာကချမ်းသာမယ်မှတ်သားတွေကိုပြောပြချင်တာဗျဒီချမ်းသာမယ်မှတ်သားတွေကိုပြောပြတဲ့အခါပထမအဦးဆုံးကျုံးတင်ဂီတာအကြောင်းပြောချင်တယ်ကျုံးဆိုတာမိတ်ဆွေရဲ့လက်ဝါးပြင်မှာဘယ်နေရာမှာပပမကောင်းတဲ့တင်ဂီတာလို့အချင်းပေါများစွာပြောခဲ့ပါတယ်ဒါပေမဲ့လက်ချောင်းတွေပေါ်မှာတော့ကျုံးတရံရှင်အဲ့ဒီလိုမျိုးပြောလို့မရဘူးဗျာ ပြောရမယ်ဆိုရင်တချို့ကဒီလက်ချောင်းတွေမှာပါတော့ကိုကျောလို့ဆိုတော့တချို့ကတော့လက္ခဏာဆက်တော်များတော့စပန်စီလို့လည်းဆိုရပြလက်မအလယ်မှာတဲ့ဒီကျောသမုတ်စပန်စီတဲ့ရှိတယ်ဆိုရင်တော့ကြော်စောင်းမယ်ချမ်းသာလိမ့်စီးစင်ဥစ္စာမပြောင်းပြန်နိုင်ဘူးနောက်ပြီးတော့အဲ့ဒီလိုမျိုးပါတဲ့သူတွေဟာစားနေရိတ်ခါပေါ်ကျွားပါတယ် ပဲနေရမှာပဲရောရောကိုယ်ထမင်းကျွေးနေသူတွေများပါတယ်တကယ်လို့အဲ့ဒီကျုံးပါတဲ့ပုံစံကပြက်နေတယ်ဆိုရင်ငွေကြီးဝင်တယ်ဝင်တယ်လို့ပဲထွက်တာလည်းရှိနေတယ်အဲကြောင့်ဒီကျုံးပုံစံအမှတ်သားကတိတ်တာထင်ရှားလေးကောင်းလေလို့ပြောတာပါနောက်တစ်ချက်မိတ်ဆွေရဲ့စနစ်လက်ချောင်းလို့ပြောတဲ့လက်ခလဲအဲ့ဒီလက်ခလဲလက်ချောင်းရဲ့အရင်လက်ခလဲလက်ချောင်းရဲ့အစစ်ပေါ့ဗျာအဲ့ဒီမှာခုပြောတဲ့ ကျုံသမုစပစီတင်ဂီတာတေတာတိရှားပါရင်ချမ်းသာနိုင်ပါလေအရင်လိုတော့ပါခဲကြပါတယ်လက်ညှိုးရင်ကျောင်းတော်ပရိလက်ချောင်းပါလေအဲ့ဒီလိုကျုံပုံသဏ္ဍာန်တေချာရှင်ချမ်းသာနိုင်ပါလေစပစီလို့လည်းပြောလို့ရပါတယ်နောက်တစ်ချက်ကမိတ်ဆွေရဲ့လဝါပြင်မှာ TU TU ဆိုတာတော့အားလုံးသိတာပါကံလမ်းမကြီးပါဗျာအဲ့ဒီကံလမ်းမကြီးက မိတ်ဆွေရဲ့ဒီကျွန်တော်တို့တင်းလာကြိုကုန်နဲ့တောက်ကြကြိုကုန်ကြာလက်ခွားအောက်ခြေကနေပြီးတော့ဓာတ်ရိုက်အပြတ်အတောင်မရှိတက်လာပြီးထီယိုလက်ခလက်လက်ချောင်းထီယိုတက်သွားရင်ကျွဲဝချမ်းသာနေပါလေဓာတ်ရိုက်ကြီးကိုထိုးတက်နေတဲ့ထီယိုလန်ကြီးပေါ့ဗျာရှားပါလေထီယိုလန်တော်များကဒီအပြတ်တွေအပြတ်တွေပါတာများပါတယ်တချို့ထီယိုလန်တွေကြတော့ ကျွန်တော်တို့ဒီနှလုံးလမ်းကြောင်းကစတာလည်းရှိတယ်။တချို့ TU လမ်းတွေကဒီညာလမ်းကလည်းစတာလည်းရှိပါတယ်။အခုနပြောသလိုမျိုးအတလအောက်ခြေကနေပြီးတော့တိုက်ရိုက်ကြီးထောင်တဲ့လမ်းမျိုးကတော့ပါခဲ့ပါတယ်။အဲ့ဒီလိုမျိုးပါရင်လည်းဒါဟာချမ်းသာတဲ့သင်္ကေတလို့ပြောကြပါလိမ့်။လမ်းမပေါ်မှာလက်ကလေးဒီကုနာလက်မ အစ်စ်လက်ကလေးအစ်စ်တွေမှာကျုံးတဲ့ရှင်တခြားလူတွေရဲ့ပစ္စည်းဥစ္စာကိုလည်းရတတ်တယ်။နောက်တော့မိတ်ဆွေရဲ့လက်မပေါ်မှာကြောက်ပွင့်ပုံစံနဲ့အမှတ်သားစဝိုင်းပုံစံနဲ့အမှတ်သားကျုံးသမစပစီပုံစံအမှတ်သားရှိတယ်ဆိုရင်ဘိုးဘွားပိုင်ပစ္စည်းဥစ္စာတွေရရှိတတ်တယ်။အမွေရရှိတတ်တယ်လို့ဆိုရပါမယ်။နောက်ပြီးတော့နောက်တစ်ချက်ကမိတ်ဆွေရဲ့လက်တွေ့အောက်တနင်းခွေကျော်ကောင်မှာဖြောင်းတန်းတဲ့ လမ်းကြောင်းတစ်ခုရှိရင်မိတ်ဆွေဟာအရန်ချမ်းသာပဲလို့ဆိုပါတယ်ဒီဖြောင်တန်းတဲ့လမ်းကြောင်းတစ်ခုဟာပြိုင်နေရမှာဖြစ်ပါတယ်အများစုပါတာကလမ်းကြောင်းတစ်ခုတည်းပါတာများပါတယ်အစပါစီးရဲတဲ့သူမှာပဲဖြစ်ဖြစ်ချမ်းသာတဲ့သူမှာပဲဖြစ်ဖြစ်လူလက်တက်ဆမ်းမှာပဲဖြစ်ဖြစ်အများစုပါတာကလမ်းကြောင်းတစ်ခုတည်းဗျအဲ့လမ်းကြောင်းတစ်ခုတည်းမှာမှာဘေးမှာ ကြာဘူးပုံနဲ့အမှတ်သားတွေပါတယ်အွန်လိုင်းပုံစံအမှတ်သားတွေကတွဲလျက်ပါတာတွေများပါတယ်နောက်ပြီးတော့အဲ့ဒီတစ်ခုသေးသောလမ်းကြောင်းကိုပဲထောက်ကူပြီးလမ်းကြောင်းတွေရှိတာများပါတယ်လမ်းကြောင်းနှစ်ကြောင်းပြန်လျက်ရှိတာကတော့ရှားပါတယ်တကယ်လို့အဲ့ဒီလိုလမ်းကြောင်းတစ်ခုပြန်နေမယ်ဆိုရင်မိတ်ဆွေဟာမရင်မတွက်နိုင်အောင်ချမ်းသာတတ်ပါလိမ့်နောက်တစ်ချမ်းသာတဲ့အမှတ်သားကတော့လက်တန်းအောက်ပေါ်ထူးကျုံပေါ့ဗျာပေါ်ထူးကျုံကောင်းရင်အယောင်းဝယ်လောက်ကိုင်းနဲ့ချမ်းသာတတ်ပါလိမ့်ပေါ်ထူးကျုံဆိုတာကဒီ ကုန်သေးလုပ်ငန်းတွေစကားပြောဆိုတဲ့လုပ်ငန်းတွေလိမ္မာပါနေတာတွေဖော်ပြပါတယ်လက်တန်းလက်ချောင်းပါပုတ်ခူးလက်ချောင်းပါဒီပုတ်ခူးလက်ချောင်းရှေ့လေမိတ်ဆွေအနေနဲ့ပို့ပြီးလိမ္မာပါနေလေလို့ဆိုအောင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကမိတ်ဆွေရဲ့လက်ကောက်ဝတ်မှာဘယ်နှရစ်ပါလဲလက်ကောက်ဝတ်မှာအရစ်၃ရစ်ပါလားအဲ့လိုအရစ်၃ရစ်ထင်းထင်းရှားပါရင်နောက်ပြီးတော့ပထမအရစ်မှာကြက်ချစ်တခုရှိရင်မိတ်ဆွေဟာသူတို့ဘာရဲ့စီစဉ်အောက်စားအောင်ရရှိတတ်တယ်နောက်ပြီးတော့ အမွေနှစ်ကံပါတယ်လို့ပြောလို့ရပါတယ်။လက်ကဝတ်မှာတော်တော်များကနှစ်ရက်ပဲပါတာများတယ်ဗျာ။သုံးရက်ပါတာရှားပါတယ်။သုံးရက်ပါတဲ့လက်ကဝတ်တွေမှာမိစုမှာပါရင်တော့တေချာပေါ့သူတို့ဘာရဲ့ပစ္စည်းဥစ္စာအမွေပစ္စည်းကိုရရှိတတ်တယ်လို့ဟောကိန်းထုတ်လို့ရပါတယ်။နောက်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျာ။မိစုရဲ့နှလုံးလမ်းကြောင်းဖွာနေလား။နှလုံးလမ်းကြောင်းက ဒီအစာပြုတ်တဲ့နေရာမှာအနာစာလေးတွေဖွာနေတယ်ပေါ့ဗျာအနာစာလေးတွေဖွာနေပြီးခင်းကွက်ငယ်လေးတွေဖြစ်ပေါ်နေရင်မိတ်ဆွေကစိုးရင်ကြောင်ကြောင်မှုရှိတယ်ဗျာဘလို့စိုးရင်ကြောင်ကြောင်မှုရှိတယ်ဆိုတော့ငါအိမ်တော်ပြုတ်ရင်စီးပွားရေးလူမှုရေးကိစ္စတွေအဆင်ပြေပါမလားယောက်ျားလေးဆိုရင်လည်း main clip နဲ့အဆင်ပြေပါမလား main clip ဆိုရင်လည်းယောက်ျားလေးဘက်နဲ့အဆင်ပြေပါမလားအဲ့ဒီလို Twitter ပုံပန်လေးရှိပါလိမ့်ဒါကြောင့်အဲ့ဒီလိုနှလုံးလမ်းကြောင်းမှာခင်းကွက်ငယ်လေးတွေတက်ချစ်လေးတွေ အဆုံးသတ်မှာပါတဲ့သူတွေဟာဒီအဆက်မှာပါတဲ့သူတွေဟာအိမ်တော်ပြုနောက်ကျတတ်ပါတယ်အသက်30ကျော်50နီးပါးအပြူကြီးလူပြူကြီးလက်တင်မှာမကြာခဏတွေ့ရတတဲ့အမှန်သားပါဒါပေမဲ့ဒီနှလုံးလမ်းကြောင်းကဘမအဆုံးသတ်တယ်ဒါကလည်းအများကြီးဆိုင်ပါတယ်နှလုံးလမ်းကြောင်းအဆုံးသတ်ကဘယ်နေရာမှာလဲဆိုတာနဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့အခြေရေးအိမ်တော်ရေကံကောင်းတယ်မကောင်းဘူးဆိုတာတော့ပြောလို့ရပါတယ် နောက်လက္ခဏာတခုပြောခြင်းနဲ့ဗျမိတ်ဆွေရဲ့အသက်လမ်းကနေပြီးတော့အခုလိုမျိုးထောင်တက်နေတဲ့ကံလန်းတူလေးပါလားဒီလိုမျိုးပါရင်တော့အရန်ကောင်းတယ်လို့ပြောလို့ရပါတယ်ဒါဟာရည်ရွယ်ချက်ရည်မှန်းချက်ကြီးမားတဲ့သူတွေကိုကိုကိုထိန်ချုပ်နိုင်စွာရှိတဲ့သူတွေ well power အဓိကပြီးစိတ်တကိုအလွန်ကြီးမားတဲ့သူတွေမှာပါတတ်ပါတယ်အဲဒီလိုမျိုးပါတဲ့လူတွေဟာအရာရာကိုဘယ်တော့မှလွယ်လွယ်ကူကူနဲ့အရှုံးမပေးတတ်ပါဘူး ဒီလိုပဲအရှုံးပစ်တဲ့ကြောင့်သူတို့ဟာတက်လက်ပိုင်းကစပြီးအောင်မြင်မှုကံတဲ့ကြောင့်ကန်တရားရဲ့ကုညီဆောင်မမှုကိုရရှိပြီးပြန်လဲပြီးတော့ထောင်တက်လာတဲ့သူတွေဖြစ်ပါလေ။ဒါကြောင့်အတလန်းကနေခုလိုမျိုးထောင်တက်လာတဲ့လမ်းကြောင်းရှင်ကောင်းပါလေ။နောက်ပြီးမိတ်ဆွေရဲ့ကြာသာပလီဂျုံကလက်ညှိုးကြာသာပလီဂျုံကကောင်းနေရင်လဲပညာရေးမှာထူးထွန်းတတ်တဲ့ဗျ။ကြာသာပလီဂျုံအားကောင်းတဲ့သူတွေဟာဂတိသစ္စာတည်ကြည်တတ်တဲ့ ဒီလိုလူမျိုးတွေနဲ့အလုပ်တွဲလို့ဘယ်တော့မှမအောင်မိဘဆရာသမားကျေးဇူးသူတစ်ပါးကျေးဇူးကိုယ့်ဘော်ကျေးဇူးပြုဖို့တဲ့ကျေးဇူးရှင်ကျေးဇူးကိုအမြဲတမ်းသိတတ်တယ်ဒီလိုလူမျိုးဟာအမြဲတမ်းကိုယ့်ကိုယ်ကိုနှိမ်ချတတ်တယ်တခါတလေစိတ်လွတ်လာလို့မောက်မာတာလူတိုင်းလူတို့ဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီလိုလူမျိုးကတော့ရှက်ရှက်ပပပါသူ့စိတ်ကိုယ်သူအကောင်းဆုံးထိန်းချုပ်နိုင်တယ်လို့ပြောလို့ရပါတယ်နောက်လက္ခဏာတစ်ခုပြောခြင်းနဲ့ဗျာ ဒီတစ်ခေါက်ပြောချင်တာလက်မအရစ်ပိုပါသူအကြောင်းပြောချင်တယ်ဗျတချို့လူတွေကလက်မအရစ်ပိုတွေကဗျနှစ်ရစ်တင်မကောက်သုံးရစ်လေးလောက်ထိ ပါတတ်ပါတယ်အဲဒီလိုလက်မအရစ်ပိုပိုင်ဘာကောင်းလဲဆိုတော့ကိုယ်ပိုင်တွေးမြင်အကောင်သူဖြစ်ပါတယ်ဒီလိုလူမျိုးဟာလူကြီးလူကောင်းပီတာသူဖြစ်ပါတယ်သူတစ်ပါးအပေါ်ဆရာလုံးနိုင်တဲ့ပါရမီရှိပါတယ်ဩဇာအာဏာလွှမ်းမိုးမှုအကောင်သူတွေလည်းဖြစ်တတ်ပါတယ်နောက်ပြီးတော့မိမိရဲ့တွေးခေါ်မျှော်မြင်လဲအရင်ကြည်ပါတယ် ဆုံးဖြတ်ချက်ချအောင်မှာဒီလိုလူမျိုးကအမားနေပါလေအတွေးခွန်ဉာဏ်ပညာကြီးမားသူလို့ပြပါလေဥဆောင်နေတဲ့ကံပါလေဥစည်းလုတ်တဲ့လောက်ငယ်သားချွေရန်ပေါ်ပါလေစကားပြောကောင်းတယ်အပြောကြွယ်တယ်စိတ်စေတနာကောင်းတယ်စိတ်ထားမှုမြတ်ပါလေအဲ့လိုလူအများစုမှာဒီလိုမျိုးလက်မအရစ်ကတုံးလေးရင်မကပါတတ်ပါလေဒီလိုလူမျိုးဟာဘဝမှာတည်တည်တတ်နေတတ်တယ်အလုံးလုံးရင်လဲဇွန်းနေပဲကြည်ကြည်လုတ်တတ်ပါလေ ဒါကြောင့်ဒီလိုလူမျိုးဆိုရင်လည်းအလုံးရှင်တွေကတတော်ကိုအားကိုးယုံကြည်ပါလိမ့်။တကယ်လို့ဒီလိုလူမျိုးကအလုံးရှင်ဆိုရင်လည်းအလုံးကိုတေချာပြည့်စည်လုပ်တတ်တဲ့သူတွေဖြစ်ပါလိမ့်။လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေပြောပြတာပါ။နောက်ဆင်ပြတဲ့အတွက်ထိုးပဲကျေးဇူးတင်ပါတယ်ဗျာ။